ော့ဒီကဒါလေးကိုမြတ်စွာဘုရားကကောသလမင်းကြီးကိုအကြောင်းပြုပြီးတော့ဟောခဲ့တာဟောရခြင်းရဲ့အကြောင်းအရာလေးကပြောစရာအလွန်ကောင်းတယ်ကောသလမင်းကြီးဆိုတာကယောဂီတို့သိထားကြတဲ့အတိုင်းပဲအစားကအလွန်ကြီးတယ်ဟုတ်လားစံတစိ့ချက်တောင်ကုန်တယ်လို့ဆိုရရှိတာအဲ့ဒါဒီနေ့မှာအဲ့လိုစားတွေအများကြီးစားပြီးတော့ အနာမယူခင်လေးပဲမြတ်စွာဘုရားရဲ့ကြောင်းတော်ကိုသူရောက်သွားတယ်။ကိုရောက်တော့မြတ်စွာဘုရားတရားဟောပိဋကတ်တွေလည်းရှိတယ်။အစားတွေဟာအများကြီးစားလာခဲ့တာဆိုတော့သူဘလို့မှမနေနိုင်ဘူး။အိတ်ချင်ငိုက်မြည်။နေရတာအလွန်ဆင်းရဲတယ်ပေါ့။ဟိုဘက်လှဲလိုက်ဒီဘက်လှဲလိုက်ဘလို့မှမသက်သာဘူး။အများကြီးစားခဲ့တာကိုအဲ့ဒီမှာမြတ်စွာဘုရား တခါကြီးပင်ပန်းသလားဆိုတော့မှန်လားပါဗျာတပည့်တော်အများကြီးစားလာအလုံးမပင်ပန်းဆင်းရဲပါလေဗျာဆိုတော့အဲ့ဒီမှာမြတ်စွာဘုရားကာထာလေးတစ်ပုဒ်ဟောသေးတယ်မိတ္တိယတာဟောတိမဟကသောဇနေတာယိတာတံပရိဝတ္တတာယိမဟာဝရဟောဝနိဝပပုထောပုဏပုဏကဗ္ဗမုပေတိမန္တောတဲ့မဟာရာဇမြတ်သောမင်းကြီးယရာကျင်ခါ၌ မဟကတော အစာကျူသောသူသည်မိဒိသနိုင်မြည်ခြင်းဖြင့်နှိမ့်ဆက်သည်လေဟောတိဖြစ်၏နိဝါပဗုဒ္ဓအစာကျူသောမဟာဝရဟောဝဝတ်ကြီးကဲ့သို့ရောပုရိသောအရှင်ပုဂ္ဂိုလ်သည် နေတာယိတာအိမ်မောကြလျက်တံပရိဝတ္တတာယိသတပြောင်းပြန်မြဲအိတ်လေးရှိသည်လေဟောတိဖြစ်၏မန္တောပညာနေသောတောပုရိသောထူယောက်ကြသည်ပုဏ္ဏပုဏ္ဏအဖမ္မအထက်တ္တဂဗ္ဗအမိဝန်းတိုက်သို့ဥပေတိကဲ့ရ၏တဲ့ မင်းကြီးတဲ့အစာအသောက်အကြီးတဲ့ပုဂ္ဂိုလ်ဟာနိုင်မြင့်ချင်းရဲ့နှိမ့်ဆက်တာကိုလည်းခံရတယ်ဥပမာအားဖြင့်အိမ်မှာအသားတိုးဖို့မွေးထားတဲ့เนาะအိမ်ဝက်ကြီးလို့စားရင်လည်းစားပြီးတော့ဟိုဘက်လှိမ့်ဒီဘက်လှိမ့်တပြောင်းပြန်ပြန်အိပ်ပြီးတော့နေလေးရှိတဲ့ပုဂ္ဂိုလ်ဟာပညာဉာဏ်နည်းတဲ့အတွေ့အကြောင်းအမိဝမ်းတိုက်ကိုခဏခဏကတ်ရတယ်တပန်ဇာတိပရိဒေနေခြင်းကိစ္စကိုသူခဏခဏပြုတ်ရတယ် တန်တရားဘုကမလွတ်နိုင်ဘူးလို့ပြောတာပါအိမ်မှာမွေးထားတယ်ဝက်ကြီးတကောင်နဲ့တောင်ဥမာပေးတာနော်အဲ့ဒါဘရင်ကိုဟောတဲ့တရားဟုတ်လားအဲ့လိုဟောပြီးတော့မြတ်စွာဘုရားဒီမင်းကြီးရဲ့ပုံမှာအကျိုးလိုလာတဲ့စိတ်အများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်ဂါထာတစ်ပုဒ်ထပ်ပြီးတော့ဟောသေးတယ်အဲ့ဒီဂါထာလေးကတော့တရားဓမ္မတို့ဥစဉ်တို့ရောတရားဓမ္မတို့ရောဥစဉ်တို့ရော အရာတောင်စောင့်ထားတဲ့နေအဲ့ဒီဂါထာလေး တော်တော်ကောင်းတယ်ဒီကနေ့ညဟောတဲ့တရားကအဋ္ဌကထာလေးကိုပြောခြင်းလေအဋ္ဌကမနုဇတတရာတတိမတော်မဋ္ဌံဇာနာတော်လတ္တဘောဇနေတနုကတဗွန်တိဝေဒနာတဏိကံစီရတိအာယုပါလယံတရာအခခသိန်တတိမတော်တတိရှိသောလတ္တဘောဇနေရအပ်သောဘောဇင်၌မဋ္ဌံဇာနာတော်အတိုင်းရှိကိုတည်သောအတ္တမနုဇတထိုသူအား ဝေဒနာဝေဒနာတို့သည်တဏှုကခေါမကုန်သည်ဘဝတိဖြစ်ကုန်၏အာယုပါလျံအသက်ကိုဆောင်းလျှောက်လျက်တဏိကံဖြည်းဖြည်းသာလျှင်ဇီရတိအို၏တာလျာအလွန်ရှင်းပြတဲ့အကောင်းအမြဲတမ်းသတိရှိတဲ့လူတယောက်အစားတော့စားတော့မယ်ဆိုလို့ရှိရင်လည်းပဲအတိုင်းရှိကိုသိတဲ့လူတယောက်အရေးချင်းနှမျိုးတောင်းဆိုနော်အမြဲတမ်းသတိရှိရမယ် မနုဇန္တတရားတတိမတော်အမြဲတမ်းသတိရှိရမယ်သတိရှိတယ်ဆိုတာကိုဘာလုပ်နေတယ်လဲကိုဘာပြောနေတယ်လဲကိုဘလို့ဖြစ်နေတယ်လဲဒီဖြစ်နေတဲ့အနေအထားကိုသိနေတာကိုပြောတာအဲ့လိုသတိရှိပြီးတော့မဋ္ဌံဇာနာတော်လက်ရဘောဇဉ်ဒီလက်ရဘောဇဉ်ဒီရလာတဲ့ဘောဇဉ်ရလာတဲ့ဘောဇဉ်ဆိုတာအကြောင်းမျိုးမျိုးကြောင့်ကိုရှိမှာစားတဲ့ဟာတွေရောက်လာပြီကိုရှာထားတာပဲဖြစ်ဖြစ်သူများလာပေးတာပဲဖြစ်ဖြစ်စားတဲ့ဟာရှေ့ရောက်လာပြီဆိုရင်ဒါကိုစားတော့မယ်ကိုရောက်လာရလာပြီပေါ့နော် အဲ့ဒီရလာတဲ့အစအစာကိုမဋ္ဌံဇာနာတော်တဲ့အတိုင်းရှိကိုသိရမယ်တဲ့ဒီစကားကအလွန်ကျေပြန့်တယ်ဟုတ်လားဒီစာရငါနဲ့တဲ့သလားမတဲ့ဘူးလားတဲ့ပြီဆိုရင်လည်းဘယ်လောက်ထိစားမလဲဒါကိုဆုံးဖြတ်ချက်ပေါ်ပဲမူတည်တာနော်အတိုင်းရှိကိုသိရမယ်ပထမအချင်းတင့်မတင့်သိရမယ်ဒုတိယအချင်းအပမာနကိုသိရမယ်ဟုတ်လားအဲ့လိုမျိုးအစာအာဟာရရဲ့ပုံမှာအတိုင်းရှိသိတယ်အမြဲတမ်းသတိရှိတဲ့လူတယောက်ဟာတဲ့ ဝေဒနာဝေဒနာတို့သည်တဏှုကခေါင်းပါကုန်၏တဲ့နေရတာချမ်းသာတယ်လို့ပြောတာလေလံနဲ့ထိုင်းမိုင်းနဲ့နော်ဝေဒနာတွေအစာအသောက်ကြောင့်ဖြစ်တဲ့ယောဂါတွေဖြစ်လာပြီဆိုရင်လည်းဝေဒနာတွေကပြင်းပြင်းထန်ထန်နှိမ့်ဆက်မှာနော်ဒါကြောင့်သတိရှိတဲ့အစာရမှာအတိုင်းရှိသိတဲ့ပုဂ္ဂိုလ်ဟာဝေဒနာနေတယ်တဲ့ဝေဒနာနေတယ်ဆိုတာဒုက္ခဝေဒနာနေတာကိုပြောတာဟုတ်လားချမ်းချမ်းသာသာနေနိုင်ခြင်းနဲ့တတ်တတ်လက်လက်ပော့ပော့ပါပါနေနိုင်ခြင်းနဲ့ဆိုလို့ရှိရင် အစာအာဟာရမှာအတိုင်းရှိကိုသိရမယ်။သင်မသင်ကိုသိရမယ်။ဘလောက်စားတဲ့လဲဆိုတာကိုသိရမယ်။ဟုတ်လား။အဲ့ဒါလို့ဆိုရင်ဝေဒနာတွေနည်းမယ်တဲ့။ဒါတင်နာဆိုတော့မကဘူးတဲ့။အာယုပါလေရန်အသက်ကိုစောင့်ရှောက်လျက်တဲ့။အဲ့ဒီတတိရှိပြီးတော့အစာအစာမှာအတိုင်းရှိသိတဲ့လူဟာအသက်ကိုစောင့်ရှောက်ရာရောက်တယ်။ဆိုလိုတာကအသက်ရှိမယ်လို့ပြောတာ။ဟုတ်လား။အဲ့ဒီအသက်ရှိမယ်ဆိုတာတဲ့ အထူးသဖြင့်တက္ကမကြီးများပို့ပြီးတော့သဘောကျမဲ့အကျိုးကျေးဇူးနောက်ဆုံးမှာပါတယ်။တဏိကံနှင်းနေရတိအိုဤတဲ့အိုနှေးတယ်တဲ့။ဟုတ်လား။အိုနှေးတယ်တဲ့။နော်။အဲ့လိုဆိုလို့ရှိရင်ဦးဇင်းတို့ပေးတဲ့ဘောင်သူတို့ဘောင်တို့ဗျောင်းမြန်လှမ်းပြီးတော့တွေးပေါ့။အဲ့ဒေသနာတစ်ခုကိုချင်းကတ်တဲ့နေရာမှာနော်အရှိတိုင်းပြောထားတာကိုစဉ်းစားဖို့လိုသလိုဆန့်ကျင်ဘက်အတိတ်ပဲလေးတွေလည်းတွေးကြည့်ဖို့လိုတယ်။ဟုတ်လား။ သတိရှိပြီးတော့အစာရမှာအတိုင်းရှိတည်တဲ့ပုံကောဝေဒနာနေတယ်အသက်ကိုစောင့်ရှောက်ပြီးသားဖြစ်တယ်အိုးနှေးတယ်လို့သူကအကျိုးရလက်၃မျိုးပြောတယ်အကယ်၍ကျွတ်တော့သတိလည်းမရှိဘူးအစာရမှာအတိုင်းရှိလည်းမသိဘူးဆိုရင်တော့ဝေဒနာတွေလည်းများမယ်အသက်လည်းဒိုးမယ်ပြီးရင်အိုးလည်းမြန်မယ်ဟုတ်လားလူမှအိုးမမြန်ခြင်းဘူးနော်အဲ့တော့ဒီနေ့မှာဦးဇင်းတို့ပြည့်တဲ့ပေါင်းတော်ကောင်းတို့ ကိုအခြေအနေကိုကိုဟာကိုစဉ်းစားဟုတ်လားများသောအားဖြင့်လူတွေစားနေတောင့်နေကြတာတွေဟာလွန်လွန်ကဲကဲစားနေကြတာပဲများခန္ဓာကိုလိုအပ်ချက်တွေသတိနဲ့စားတာမျိုးဟောလိုအပ်လို့ကျွေးတာမျိုးဆိုတဲ့အတွေ့မျိုးတဘာဝကြကြတွေးတာပိတ်မပါဘူးတော့အစာအာဟာရကိုစားတာကိုစိတ်အလိုလိုက်ပြီးတော့ဖြိုပြေးရေးဆန်ဆန်ဇိန်ခံတဲ့သဘောမျိုးနဲ့စားကြတာပဲများတယ်ဟုတ်တယ်မဟုတ်လား ဒါမစရင်မဖြစ်လို့မစရင်တည်မှာမို့လို့ဒါကိုစမှအသက်ရှင်တဲ့နိုင်မှာအသက်ရှင်တဲ့နိုင်မှာတန်ဖိုးရှိတဲ့လူကိုလုံနိုင်မှာဆိုတဲ့မုံမြတ်တဲ့အတွေးနဲ့စားတာကအလွန်နည်းတယ်။စားလို့စားလိုက်တယ်။စားပြီဆိုရင်လည်းအရသာခံဖို့ကအဓိကပဲ။ကောင်းနေပြီဆိုရင်တော်တော်နဲ့မရက်တော့ဘူး။ဟုတ်လား။အဲ့ဒါပါတော့ကိုယ့်ကိုယ်ကို ရှင်းရအောင် လုပ်တာပေါ့နော်။စိတ်အလိုလိုက်လိုက်တာပေါ့။စိတ်ပညာရှိတော်ကကြည့်မယ်ဆိုရင်ဘုဒ္ဓအောင်ကောင်းသေးတယ်။ဒီကထားလေးက စားတော့နေခြင်းဟာကျမချင်းရဲ့အကြောင်းပဲဒါကြောင့်မြတ်စွာဘုရားတထက်ပဲစားကြလို့ယဟန်တွေကိုအတိမ်ပြင်းညက်တယ်လတုကီကောပမသုတ်တံဆိုတာရှိတယ်ဦးဇင်းတို့ဟောပွားတယ်ငကိုတုံးကမြတ်စွာဘုရားညတာမစားဘူးလို့ပြင်းညက်ချက်ထုတ်တာမရှိဘူးဟုတ်လားနောက်ကြတော့ညမှာဆုံးကနေပါလေထွက်တော့တချို့ဒကမကြီးတွေကလန့်ပြီးတော့ဩတာဘုန်းကြီးကလမ်းပေါ်မှာသွေကြီးရက်ပြီးတော့မဲမဲကြီးဆိုတော့ဟဲ့ပါကြီးတော့တဲရဲကြီးလားဟုတ်လား ဲမှာဒုက္ခရောက်ကြတာလေပြီးမှဘုန်းကြီးဆိုဩဘယ်နဲ့ညာကြီးမိုးချုပ်အဆင်မပြေဘူးပေါ့နော်မတင်တော်တဲ့အမျိုးသမီးတွေရှိတဲ့လမ်းကိုရောက်တာလည်းရှိအဲ့လိုအမျိုးမျိုးသောအကြောင်းမြတ်စွာဘုရားကတော့ဟိုပြဿနာပေါ်လာပြီဆိုတော့မှသာလေဝိနည်းပညာချက်တွေကိုထုတ်တာများတယ်အမှန်ညာတာမစားရဘူးဆိုတာဟုတ်လားနောက်တော့မြတ်စွာဘုရားနေလွဲတာမစားရဘူးတဖြည်းဖြည်းနဲ့အဲ့ဒါတချို့ရမ်းတော်တွေကဒါကိုမကျေနပ်ကြတာရှိတယ်မကျေနပ်ဘူးဆိုတာမြတ်စွာဘုရားမုံနာကိုပြောတာမဟုတ်ပါဘူး ဩအသေးမွားလေးတွေကစားလိုက်ပြီးတော့ချုပ်ချယ်နေတာပဲလို့ထင်တဲ့ရန်တွေလည်းရှိတယ်။ဒါပေမဲ့တကယ်လေ့ကျင့်ကြည့်လိုက်တဲ့အခါတကယ်လိုက်နာကြည့်လိုက်တဲ့အခါကျတော့အလွန်အကျိုးကျေးဇူးကြီးမားတာကိုတွေ့ရတယ်။ပေါ်ပါတယ်၊ချမ်းသာတယ်၊ကျမ်းမာရေးကောင်းလာတယ်။ဟုတ်လား၊ကိကထနဲတယ်အများကြီးပေါ့သူ့ရဲ့အကျိုးကျေးဇူးတွေက။ဒါကြောင့်ဦးဇင်းကတခါတလေတရားစကံပွဲကိုမနခင်ကိုစံပြုတ်ပဲတိုက်မယ်လို့စဉ်းစားမိတယ်။ကိကထနဲအောင်လောက်ရတာ။ဝိယဝိဇ္ဇာလောက်ရတယ်လို့ပြတော့ပြတာတွေခန့်တယ်ဟုတ်လား။ နေလေလည်းပဲများလွန်းတယ်လို့ဖုံးဖွားမြင်တယ်အခုကြွေးနေတာတွေပေါ့လေမြတ်တယုံဆိုတော်ပြီပေါ့ဟုတ်လားဒီခုနှစ်ရက်လေးကျမကြီးအတွက်လိုအပ်ချက်ကတော့ပြည့်စုံရမှာပေါ့နော်ဦးဇင်းတို့အစွန်းရောက်တာမဟုတ်ပါဘူးများသောအဖြစ်ကအစွန်းကရောက်နေတာများတဲ့ပဲရောက်နေတာနည်းတဲ့ပဲရောက်တာမဟုတ်ဟုတ်လားနော်ရိတ်တာတွေမှာဘလို့ကြွေးတယ်အမလေးဘေးတာအာမမကောင်းပါဘူး မရှုံကမဲကလည်းပြောရရင်ရိတ်တာသွားပြီးတော့ဟုတ်လားအစားတော့ကောင်းသွားစားဖို့လုပ်နေတာကြားနေတာပဲဟုတ်လားအဲ့ဒီအစားအထားနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အများကြီးရှော့ချနိုင်မယ်ဆိုလို့ရှိရင်ဥရဝိဆလိုရတဲ့အပိုင်းအစားသရပါလို့အကုန်လုံးကောင်းသွားမယ်လို့ထင်တယ်ဒါလည်းပဲတရားထုတ်တဲ့ပုံကိုယ်တွေကိုပထမအမြင်ရှင်းအောင်တော့အရင်ပြောဖို့လိုမယ်ပေါ့နော်ဒီခုနှစ်ရက်အတွင်းလေးမှာငါအစားအထားနဲ့ပတ်သက်ပြီးတော့တကယ်ကိုချိုးချိုးချံချံကျင့်သုံးကြည်သမ်းမယ် တော့အိမ်ရောက်မှငါကြိုက်တဲ့လောက်စားမယ်အခုရိတ်တာအတွင်းတော့ငါချိုးချိုးချင်ချင်လေးနေလိုက်အောင်မယ်ဆိုတဲ့စိတ်ကလေးမွေးစေချင်တယ်အဘလို့တော့အဲ့ဒါအတင်းစားလို့ရှင်ဒီပေါ်ကြတော့အဲ့ဒါအပြိုင်ငိုက်ကြတော့မှလေတဏှာကြီးတို့ဆိုလို့ရှင်အဲ့ဒါငိုက်တာပဲများတယ်အဲ့တော့ကိုယ်စားထားတာတွေကကိုယ့်ကိုပဲဒုက္ခပေးမှာနော်ဒါကြောင့်ဒီကထာလေးကိုမြတ်စွာဘုရားမင်းကြီးရဲ့အကျိုးအတွက်ဟောတာတော့အမြဲတမ်းသတိရှိပြီးတော့အစာအသားမှာအတိုင်းရှိတည်တဲ့ပုံကောက နံပါတ်၁ဝေဒနာနေတယ်နံပါတ်၂အသက်ကိုစောင့်ရှောက်ပြီးသားဖြစ်တယ်နံပါတ်၃အိုးနှေးတယ်တဲ့ဒါကြောင့်ဦးဇင်းတို့ရှင်သာတိဗုဒ္ဓရာကိုရမြကြီးဟောခဲ့တဲ့ဂါထာတော်တွေထဲမှာတော့သူရဲ့ကျင့်စဉ်လေးတွေထည့်ပြီးတော့ဟောတာရှိတယ်စတ္တရောပင်စအာလောပေဆွမ်းစားတဲ့အခါမှာဒီ၄၅းလုံးစာကိုမစားဘဲနဲ့ခြံထားလိုက်တယ်ပေါ့ဘိုက်ထဲမှာနေရာလေးခြံထားလိုက်ပြီးမှအဲ့ဒါကိုရေတောက်တယ်ပေါ့ ဆိုကြပါစို့အလုတ်30စမဝမယ်ဆိုရင်အလုတ်အစိတ် လောက်ပဲစားလိုက်တယ်ပေါ့ကျန်တာလေးကနေသာထိုင်သာလေးရှိအောင်လို့ခြံထားအောင်လေအပြည့်ကြီးထည့်တဲ့အခါကျတော့နေရခက်တာပေါ့အဲ့ဒါကိုမင်းကွန်းစလိုကြီးကသူကလေးငါလုတ်စာခြံထားပြီးတော့ရေတောက်တာမဟုတ်ဘူးတဲ့လေးငါလုတ်ပဲစားတာတဲ့ဟောအယူဆအမျိုးမျိုးနော်လေးငါလုတ်စာခြံထားတာမဟုတ်ဘူးတနက်လုံးမှလောက်စားလေးငါလုတ်စာပဲစားတာတဲ့အဲ့ဒါဆရာတော်ကြီးကအဲ့ဒီလေးငါလုတ်စာ လောက်ပဲစားတာ မချောက်ဖုတ်ကလေးတွေစီစမ်းထားတဲ့တောင်အဲ့ဒီစီတွေပါလို့ဆိုပြီးတော့လက်ဖက်ရည်ကွက်ထဲထည့်ပြီးတော့စီစစ်ပြီးတော့မှစားအသက်ရှိကြီးနေတော့တာပဲလေဟိုတနေ့ကဦးချင်းပြင်စာမှာတိမ်သမုတ်တော်ဦးဆောင်ပြီးတော့သမုတ်ပေးတဲ့ဆရာတော်ကြီးကသက်80ကျော်အလုံးမှကျမ်းပါတယ်တွက်လက်ဖြက်လက်ပြီးတော့ပေါ့နေတာပဲအဲ့တော့၃လရက်လောက်သူနဲ့အတူတူစွန့်စားကြည့်တော့အကြောင်းတရားကိုတွေ့ရတယ် အံဩစရာကြီးမနှက်ခင်းစားတာဥစဉ်ထင်တယ်လက်ဖက်ရဲ့တောက်ပင်ကတလုံးတိတ်တိတ်ကလေးသာလောက်ပဲရှိမယ်ဆွန်းလေးမှာဟုတ်လားနေ့လေကြတော့လည်းပဲဟိုဟာလေးလိုလိုဒါလေးလိုလိုနည်းနည်းလေးပဲစားတယ်အမြဲတမ်းဒီတိုင်းပဲတဲ့အတူကလည်းသူ့ကိုသူပြောတယ်ဒီအစားအသောက်ကိုတကယ်ကိုသတိထားပြီးတော့နည်းနည်းပဲစားတဲ့အတွက်ကြောင့်အလွန်ကျန်းမာတယ်လို့သူထင်တယ်အဲ့တော့ဒါကတချို့အလုတ်ကျန်းလောရတဲ့လူတွေအတွက်တော့တင့်တော်ခြင်းမှာတင့်တော်မှာပေါ့နော်အင်းနဲ့အားနဲ့လောရတဲ့အတွက်လောရတဲ့လူတွေအဖို့တော့ဟုတ်လား မျာစားဖိလုမယ်ပေါ့သို့တော့လူအများစုကအင်းနဲ့အားနဲ့လှုပ်လို့လိုအပ်လို့စားတာမှမဟုတ်ပဲ။ဘာလို့စားရလဲထင်တော့ဥစဉ်ကတော့ဇိမ်ခံရင်လို့စားရတာဟုတ်တယ်မဟုတ်လား။စားတာကိုအရသာခံပြီးတော့စားနေတာစားလို့မကောင်းရင်စားမလား။စားလို့မကောင်းရင်ရက်ပြစ်မှာနော်တောက်လျှောက်စားလို့ကောင်းအောင်ပဲဖန်တီးပြီးတော့လုပ်မှာ။အဲ့တော့လိုအပ်လို့စားတာလားစားခြင်းလို့စားတာလားဆိုတာကိုကြွေးပြအောင်တွေးဖို့လိုတယ်။ဟုတ်လား။လိုအပ်ချက်အရလုပ်မယ်ဆိုလို့ရှိရင်ဒါအတိတ်ပဲရှိရနော်။လိုအပ်ချက်ကိုဖြည့်ဆည်းတာမျိုးမဟုတ်ဘဲနဲ့ ော်လောဘကိုဖြည့်စည်းတဲ့အနေအထားမျိုးဆိုလို့ရှိရင်အဲ့ဒါကိုဒုက္ခကိုရှာတယ်လို့ဖြစ်သွားလိမ့်မယ်ဟုတ်လားအခုရေကိုတောက်ပြီးတော့နေကြတာတွေဘာတွေရှိရလဲဗနေရက်လောက်ရေတောက်တယ်ဆိုတာအမေအဲ့ဒါကဟိုတနေ့ကတောင် တွေ့ရသေးတယ်ဖះမပွင့်ငင်ကစပေါ်တဲ့နီးတဲ့အဲ့ဒီနီးကတော့36နာရီလောက်ဘာမှမထည့်ဘဲနဲ့ဘိုက်ထဲမှာဘာမှမထည့်ဘဲနဲ့ရေးရေးတောက်နေအဲ့ဒါတလောက်နှစ်ခါသုံးခါလောက်တော့လှုပ်တဲ့နေတဲ့အထဲထဲရတွေကိုရှင်းထုတ်လိုက်တာ တချို့ဒီထဲမှာဦးဇင်းတို့တဲ့နားလေတဲ့လူတွေပါမှာပါဒီခန္ဓာကိုအလုတ်လုတ်ပုံအစာရထဲလိုက်ရင်နော်ဘယ်လိုကလေးစားတွေဘယ်လောက်ပင်ပန်းပုံဘယ်လောက်ပြဿနာကြီးပုံဆိုသူတို့ပို့ပြီးတော့အသေးစိတ်သိတယ်ဟုတ်လားဟိုတလောကဆရာမကြီးတယောက်ပြောတာလည်းရှိတယ်သူကတရ24နှစ်ရှိတာဦးတဲ့68ကျင့်စဉ်ကို तू ကျင့်နေတာကြာပြီတဲ့ကျမ်းမာရေးလည်းအလွန်ကောင်းတယ်တဲ့68ဆိုတာဘောင်းဆိုအစာစားခြင်းကို6နာရီပဲထားတယ် ဆက်ရှင်းနာရီလုံးလုံးဘိုက်ထဲကိုဘာမှထဲဘူးရေပဲထဲမယ်ဖြော်ရီလောက်ပဲထဲမယ်အဲ့ဒါဘုန်းတော်ကြီးတွေကအလိုလျောက်အဲ့ဒီ68ကျင့်စဉ်ကိုကျင့်ပြီးသားဖြစ်နေတာတဲ့မနေ့ကင်း6နာရီကနေနေ့7နာရီအထိပဲစားမယ်လေ6နာရီအတွင်းစားပေါ့ဟုတ်လားဒါတောင်တစ်ခါတည်းဝါဝမစားဘဲနဲ့အကျဉ်း3ကျဉ်းလောက်ခွဲစားနိုင်ပိုကောင်းတယ်ကျမရေရှုတော်ရပြောမယ်ဆိုဒီဦးသိန်းတို့ဒူတင်းဆောင်းနေဆိုတဲ့ခါကျတော့ကိကိကထနဲ့အောင်သူကြတော့အထက်ထအကျဉ်းကျဉ်းစားတာကိုပယ်ပြီးတော့ တချိန်ပဲစားတာရှိတယ်။တချို့လူတင်ဆောင်ကြတဲ့ဆရာတော်ကြီးတွေတချိန်ပဲစားတယ်။သူကြတော့အလုံနေအောင်ပေါ့နော်။အစားအတွက်အချိန်မပေးတော့ဘူးပေါ့။ကျန်တဲ့အသေးပဲရှိတဲ့အလုပ်တွေကိုလုပ်ဖို့အတွက်အချိန်ပေးတာ။အဲ့တော့ညနေစားမစားဘူးဆိုတဲ့ကိစ္စကိုလူတော်တော်များများတကယ်တမ်းလုပ်မယ်ဆိုရင် လုပ်လို့ရတယ်။ဟုတ်လား။အလုပ်ချင်းလုပ်နေတဲ့လူတွေကနင်းနေပါ။ဟုတ်တယ်မဟုတ်လား။အဲ့ဒါတိတိကျကျကျမ်းမာရေးအတွက်ရော နော်အစားအသောက်အရာရာ နော်မြို့ကိုပြီးတော့လှုပ်ကြည့်ပေါ့ဘလောက်ကြီးကထနေသွားမလဲနော်ပဲဆံကုံလည်းတက်တာဥမာနော်ဟုတ်လားအကုန်လုံးလောကကံရတာအရှုပ်တွေလည်းတက်တာအချိန်လေးလည်းအများကြီးရတယ်နော်ဥပုံဆောင်တဲ့အချိန်မှာဥရှင်တို့ဝိကာလဘောဇနာတိခါဘုကိုစောင့်ထင်းနေဆိုတာကောင်းတဲ့လှုပ်တွေကိုလှုပ်ဖို့အတွက်အချိန်ပိုရအောင်ဆိုတဲ့ရည်ရွယ်ချက်လည်းပါတယ်သူကဒီညအစားအတွက်ပြင်ရဆင်ရချက်ရပြုတ်ရသွားလာရှားအဖွေရတယ်လွယ်တဲ့ကိစ္စမဟုတ်ဘူးဟုတ်လားအဲ့တော့အဲ့လောက်ဖြတ်တော့နိုင်လို့ရှိရင်ဖြတ်တော့နိုင်တဲ့လောက်ဥရှင်တို့မှာတက်တာခွင့် နော်ငြင်းအေးခွင့်ရတာပေါ့လုတ်ကြည့်ပေါ့ဟုတ်လားခုဒီမှာမြတ်စွာဘုရားပြောပြီဟုတ်လားအမြဲတမ်းသတိရှိပြီးတော့အစာရမှာတိုင်းရှိတည်တဲ့ပုဂ္ဂိုလ်ဟာနံပါတ်1ဒုက္ခဝေဒနာနည်းတယ်ဟုတ်လားနံပါတ်2အသက်ကိုစောင့်ရှောက်ပေးတယ်နံပါတ်3အိုနှေးတယ်တဲ့ဟုတ်လားအဲ့ဒီဂါထာကိုဟောတဲ့အခါကျတော့ကောသလမင်းကြီးကအလွန်သဘောကျတယ်သဘောကျပြီမလို့သူရအောင်ကြက်မှတ်နိုင်တဲ့အစွမ်းမရှိဘူး အဲ့ဒါနဲ့သူ့ရဲ့တူသူတ္တနာဆိုတဲ့လူလင်ကပါတယ်အဲ့ဒီနာမှာအဲ့ဒါမြတ်စွာဘုရားသူတ္တနာလူလင်ကိုဒီကထာကိုသင်ထားဒီကထာကိုရအောင်ကျက်ထားရပြီဆိုလို့ရှိရင်မင်းကြီးစွန်းစားလို့နောက်ဆုံးထမင်းလို့ရောက်ပြီဆိုရင်မင်းဒီကထာကိုရွတ်ပါဠိလိုဆိုတော့တို့ကအဓိပ္ပာယ်သိပြီးသားပါနော်ပါဠိစကားပြောတဲ့လူတွေဆိုတော့ဒီကထာလေးကိုရွတ်လိုက်ဒီကပြားလေးကိုရွတ်လိုက်အမြဲတမ်းသတိရှိပြီးတော့အစာထားမှာတိုင်းရှိသိတဲ့လူဟာ ဝေဒနာနေတယ်အသက်ကိုစောင့်မိတာဖြစ်တယ်အိုးနေတယ်အတိပ္ပယအလွန်ရှိတာကိုအဲ့လိုရွတ်လို့ရှိရင်မင်းကြီးဟာတေချာပေါက်နောက်ဆုံးစားမဲ့ထမင်းလို့ကိုမစားဘဲနဲ့ပြန်ချလိုက်မြေတဲ့ပကံများတယ်ကြောက်မှာပေါ့နော်တနည်းအားဖြင့်အကျိုးကြီးကိုလည်းရားကျင်မှာပေါ့အဲ့လိုဆိုမင်းကြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီမင်းကြီးချထားခဲ့တဲ့ထမင်းလို့ကထမင်းစည်းကိုမင်းရေးတဲ့ရေးပြီးတော့နောက်နေ့ချက်လို့ရှိရင်အဲ့ဒီဆန်စည်းနဲ့အရေးအတွက်ကိုရှော့ချက်လိုက်တယ်ဆိုလိုတာကအဲ့ဒီတလုံးစာကိုရှော့ချက်လိုက်လို့ပြောတာနောက်နေ့ကျတော့ အဲ့တော့နောက်နေ့စားပြီဆိုရင်လည်းနောက်ဆုံးလို့ရောက်လို့ရှိရင်အဲ့ဒီကာထာကိုရုပ်အဲ့တော့နောက်ဆုံးလို့ကိုချထားခဲ့လိမ့်မယ်မင်းကြီးကချထားခဲ့ရင်အဲ့ဒီတလုံးစာနောက်နေ့လျှော့လိုက်အဲ့ဒီနီးနဲ့မင်းကြီးကိုအစားလျှော့ခိုင်းတာအဲ့ဒါဒီတဲ့အစားကြီးတဲ့ပုံပေါ်တယ်အကောင်းဆုံးနီးရဟုတ်လားအကောင်းဆုံးနီးရရင်နော်အဲ့ဒီတလုံးစာတလုံးစာလျှော့ပြီးတော့စားကြည့်ပေါ့ဟုတ်လားတခါလဲလျှော့ခိုင်းတာမဟုတ်နော် တခါလဲဆိုရင်နေနိုင်မှာမဟုတ်ဟုတ်လားခုလူတွေကြည့်ရတာအများသောအားဖြင့်ဘာတွေပဲတော့အထူးသဖြင့်ဒကမာကြီးတွေကြည့်ရရင်နောက်သက်40ကျော်သွားပြီဆိုအကုန်လုံးကဘလို့ဖြစ်ကုန်လဲ ပုံဖြက်ပန်းဖြက်တွေဖြစ်ကုန်ဟုတ်လားကိုယ့်ကိုဖြက်စီးပြစ်တာကိုယ့်ပုံเนาะအဲ့ဒါကြည်ကျန်းအဖြစ်ရေးဘူးရသဘောအဖြစ်အဲ့ဒီဝါတုတ်တုတ်တွေအကုန်လုံးအစားပုတ်တဲ့လူတွေပဲများပါမစားဘဲနဲ့မဝပါဘူးတချို့ကပြောသေးတယ်ဒီကတော့ဘာမှမစားဘဲနဲ့ဝနေတာလေမဖြစ်နိုင်တာကြီးเนาะအဲ့ဒါနဲ့မြတ်စွာဘုရားအဲ့ဒီသုတတနာလူလင်ကိုအဲ့ဒီနီးကိုပေးတာပြီးတော့အဲ့ဒါသုတတနာလူလင်ကမင်းကြီးအားလုံးနောက်ဆုံးလို့ရောက်ပြီဆိုရင်အဲ့ဒီကာထာကိုရွတ်တယ် အဲရုတ်လိုက်လို့ရှိရင်မင်းကြီးကဟုတ်တယ်နောက်ဆုံးလို့ကိုမစားတော့အဲလိုနဲ့တဏပီတဏရှော့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 လာနောက်ဒဇလေလောက်ပဲစားတော့တယ်တဲ့အများကြီးလျှော့သွားတယ်အဲ့တော့လူကဘာဖြစ်တုံးဆိုတော့စောတော်ကဝါဖိုင်ဖိုင်ပုံကြီးတွေအကုန်ပျောက်သွားတာဘာလေးချင်းကလုတ်တယ်ဘာညာမပါဘူးတော့စားတယ်မှာအစာလျှော့တာနဲ့အဲ့ဒါအဲ့လိုဖြစ်သွားတာဟုတ်လားအဲ့တော့နောက်တော့ကျမကြီးကအလွန်ကိုပဲကောင်းတွက်လက်ပေါ်ပါပြီးတော့အားရင်နေလဲကြီးလာတယ် ဲ့ဒါနောက်ကျောင်းတော်ရောက်လာတဲ့အခါကျတော့သူ့ရဲ့ပုံကလည်းပြောင်းသွားတယ်။အဲ့ဒီမှာမြတ်စွာဘုရားကိုကျေးဇူးတင်လွန်းလို့ဟုတ်လား။မြတ်စွာဘုရားနီးလန်းကြောင့်သူဒီလိုဖြစ်သွားတာကိုမြတ်စွာဘုရားတဲ့တပြည့်တော်ငဘိုးတော်ကလည်းဘာမှမတူတော့ဘူးတဲ့အခုသားသမင်ကိုလိုက်ဖမ်းမယ်ဆိုရင်တော့ဖမ်းနိုင်နေတယ်မြင်းကိုမြင်းရဲ့နောက်ကိုလိုက်ပြီးတော့ဖမ်းနိုင်နေတယ်သူကအဲ့လောက်ကြီးကြီးကိုသူကပြောင်းလဲသွားတာ။ဒါကြောင့်မို့လို့တပြည့်တော်ငဘိုးတော်ကတွေ့ကြုံခဲ့ရတဲ့ဒုက္ခတွေအကုန်ပျောက်သွားပြီတဲ့။ငဘိုးတော်ကစားပြီးရင်သူကအိတ်တော်တာလေ။ မအိဖဲကိုနေလို့မရဘူးအစားကြီးတဲ့လူကမအိဖဲနေလို့မရဘူးနော်ဂျိုင်းညာနေပြီးတော့အဲ့ဒါအိတ်တဲ့အခါမှာချွေးတွေကကြလာတယ်ဟုတ်လားပတ်သက်နဒီဟုတ်လားဂျိုင်းညာနေပြီးတော့မြစ်မြစ်ကလေးချောင်းလေးများစီးတယ်လို့ချွေးတွေကစီးတယ်လို့အဲ့ဒါပသိနေတီလို့ခေါ်တာလေဟုတ်လားပသိနေတီကောတလာ